စကိုင်းအမှတ်3ရဲတပ်သားတည်တန်းရလက3ကြောင်းရဲမှုကြီးမျိုးတန်ကျော်ကတင်နန်းသားတွေရဲ့လဆာတွေကိုကောင်းပုံဖြတ်ပြီးအိမ်ဆောက်နေတဲ့အပြင် ရိတ်ခါဆိုးတွေကိုလည်းဖြတ်တောက်ပြီးမဝရေစာကျွင်းမွေးနေတယ်လို့အမဲခေါင်ကတရင်ရရှိပါတယ်ရဲတပ်သားတည်တန်းသားတို့ကိုကျပ်9000နှုန်းနဲ့တင်နန်းသား1500စီကနေလာစဉ်ကာရဝါကြီးဆိုပြီး ရိုးတန်ကျော်ကလစာရဲကဖြတ်နေပြီးဒီငွေတွေနဲ့နေပြည်တော်မှာသုံးတက်တိုက်ဆောင်နေတယ်လို့သတင်းရှင်းမြစ်ကပြောပါရယ်နေပြည်တော်ကသုံးတက်တိုက်ဆောင်နေတာကိုလည်းတင်းနန်းသား၅ဦးကိုတင်းနန်းအတက်ပြပြီးအိမ်ဆောက်တဲ့နေရာမှာခိုင်းထားတာပြီးခဲ့တဲ့ဆယ်လပိုင်း26ရက်ကမတရားခိုင်းစေခံရတဲ့တင်းနန်းသားတို့နှလုံးရောဂါနဲ့တေသွားတာကိုလည်းဖုံးထားတယ်လို့ဆိုပါရယ်ဒီပြမှုချုပ်ရဲမှုဇုံဝင်းထွန်းကလည်းတင်နန်းသားတွေကိုဝါကျုံးနဲ့ရိုက်နှက်နှိပ်စက်နေတယ်လို့ရဲတင်နန်းသားမိသားစုဝင်တွေစီကသိရပါဗျ အခုလက်ရှိစီတူတက်ခွဲကသင်္นานသားလေးတွေကရဲမလုပ်ချင်လို့ပြန်မဲပြောတာနှိပြမှုချုပ်ကလက်ထိတ်ခတ်ကေဘယ်ကျုံးနဲ့ရိုက်တာခံရတယ်လို့မိသားစုဝင်တို့ကပြောပါရယ်ပြည်သူစစ်မှုထမ်းဥပဒေကြောင့်ရှေ့တန်းမှာတေဆုံးနိုင်ခြင်းများတဲ့အတွက်စစ်မှုထမ်းကိုရှောင်လွဲပြီးရဲတင်တန်းကိုတက်ရောက်နေသူတွေဟာအထက်လူကြီးဆိုသူတွေကြောင့်ဒုက္ခတွေ့နေရတာဖြစ်ပါရယ်